လောဝကိုမမျောလင့်ချဘူးလို့ပြောပြလာတဲ့ JK ဆိုဖီယာအားလုံးပဲမင်လာပါရှင်အခုဆိုရင်နေကံမျိုးကိုစားပြောလာမယ် JK ဆိုဖီယာက Miss Grand မြန်မာ2025ဝန်ထမ်းစုကိုရရှိသွားခဲ့ပြီဖြစ်ပါတယ်အခုဆိုရင်ဝန်ထမ်းရရှိသွားပြီဖြစ်တဲ့ JK ဆိုဖီယာကိုပြည်သူတွေကတကယ်တမ်းအားပေးဝန်ရံပေးနေကြပြီ JK ဆိုဖီယာကိုနင်းနင်းအင်ကားပါချီချိုစကားလေးတွေထုတ်ပြောလာခဲ့ပါတယ် နမ်ခန်ကွန်စားပြောလာမယ်လေဒီကီအဆိုပြတော့သူ့အနေနဲ့အခုလိုဝင်လာရရှိလာခဲ့မှာလောဝကိုမတင်မဲ့ထားခဲ့ကြောင်းဒါကြောင့်အရန်ပြောပြီး international နဲ့ရင်ပေါင်တန်းနိုင်အောင်အကောင်းဆုံးကြိုးစားသွားမယ်လို့ပြောပြလာခဲ့ပါတယ် West Grand မြန်မာ2025ပြိုင်ပွဲရဲ့ preliminary competition ပွဲကိုဂျွန်လာ19ရက်နေ့ကရန်ကုန် SOG complete တွင်ခန်းနာစွာကျင်းပပြုလုပ်ခဲ့ပါတယ်ဆွေးဆွေးရောင်းမှာ Best in Talents Award ကို Miss Grand Nankan 2025-33 GK Sophia Quantinality Award Miss Grand Bago 2025 Alame Chutani Ne Best in Simusui Buffet Met Award Miss Grand Tachile 2025 Alame Brian Jason Yaro ga sukho ya shi ke bare. အခုဆိုရင်နောက်ဆုံးမှာတော့နန်ကန်မျိုးကိုစားပြုအလာမဲ JK Sophia ကဝင်နာစုကိုရရှိသွားခဲ့ပြီဖြစ်ပါတယ်။ အခုလိုမစ်ဂရန်ဝင်နာစုကိုထိုင်းထိုင်းတတန်ရရှိသွားခဲ့တဲ့အပေါ်မှာလည်းနိုင်ငံမျိုးကိုစားပြွန်လာမယ်ဂျေကေဆိုဖီယာကအခုလိုပဲပြောပြလာခဲ့ပါတယ်။ဂျေကေဆိုဖီယာကဖေဖေကတော့နိုင်ငံမှာလိုက်ကြည့်နေရလားမသိပါဘူး။တမင်းကိုအားပေးနေကြတဲ့ဖေဖေမင်းမင်းဆွေမျိုးသားချင်းတယောက်ချင်းစီတိုင်းကိုစီစုအထူးကျင်ရှိပါတယ်။ဂျေကေရဲ့ဖြစ်တည်မှုကိုအပြေဝလက်ခံပါတယ်။ခေါင်းပေါ်မှာ crown ဆောင်းတဲ့အချိန်အရင်ပြောတာပေါ့နော်။ international နဲ့ရှင်ပေါင်းတန်းနိုင်အောင်စူးစမ်းသွားမှာပါဆိုပြီးပြောပြလာခဲ့ပါတယ်။ အခုစဉ်အလှမယ်လေး JK စုဖရာကမစ်ဝဲဝင်းနာစုကိုထိုက်ထိုက်တန်တန်ရရှိသွားခဲ့ပြီးဖြစ်ပြီးအဲဒီပေါ်မှာလေနင်းနေလေးရင်ကအခုလိုပဲပြောပြလာခဲ့ပါတယ်။နင်းနေလေးရင်ကခရောင်းရသွားတဲ့မြမလေး JK စုဖရာအတွက်အနောက်ကနေအပြေဝါရက်တီအားပေးသွားမယ်။သွားပြိုင်တဲ့အခါမှာလေအားမငယ်ရအောင်အဖက်ဖက်ကနေပံ့ပိုးပေးသွားမယ်ဆိုပြီးပြောပြလာခဲ့ပါတယ်။ နာကန်တူကချင်မာလီဂျီခေဆိုဖရာတော့ကိုစင်မစ်ဂရန်ဒီနေရှင်းနဲ့2025ပြောင်းပွဲကြီးကိုမြန်မာနိုင်ငံကိုစားပြုတ်လာမယ်တရားဖြစ်တော်ရောက်ရှင်ပြန်ရတော့မှာဖြစ်ပါတယ်။ဂျီခေဆိုဖရာတော့လှပသလိုတွက်လက်ထက်မြတ်သူသူဖြစ်ပြီးဝန်နာရရှိခဲ့တဲ့ပုံမှာလည်းပရိသတ်တွေကအမျိုးမျိုးအားပြီးဆောက်ကျင်းနေကြပါတယ်။သွားတော့ဒီနေရှင်းနဲ့ရင်ပေါင်တန်းနိုင်အောင်စူးစမ်းသွားမယ်လို့ဆိုပါတယ်။အဲအကြောင်းတွေကိုလည်းဂျီခေဆိုဖရာကခုလိုပဲပြောပြလာခဲ့ပါတယ်။ဂျီခေဆိုဖရာကဝန်နာဆိုရတာအရန်ပြောတယ်အများကြီးပြောရှင်ခဲ့ရတယ်။ ဝင်နာဖြစ်သွားတဲ့အတွက်တနိုင်ငံလုံးကိုကူစားပြုပြီး international နဲ့ရန်ပောင်တန်းနိုင်အောင်ကြိုးစားသွားပါမယ်လို့ပြောပြလာခဲ့ပါတယ်ပါရွှေဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်မရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြောင်းအသစ်တွေနဲ့တူပြလာခေတ်မှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးထိအပြည့်ချရှိမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။